အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ခင်ဗျာဒီကနေ့ April 9ရက်နေ့ထူးခြားတဲ့သတင်းချို့အကောင့်တို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ငလင်တန်ကြောင့်မြန်မာနိုင်ငံမှာ ထိခိုက်ဒေဆုံးတဲ့ဆင်းကို ထိခိုက်ဒေဆုံးပျောက်ဆုံးတဲ့ဆင်းကိုတင်ပြပေးမှာဖြစ်ပါတယ်ငလင်ကမလ28ရက်နေ့မိုးလယ်ပိုင်းကဒါအကြီးကျယ်လောက်ခတ်ခဲ့ပါတယ်28ရက်နေ့မိုးလယ်ပိုင်းကနေပြီးတော့ April 4ရက်နေ့ညနေ 6နာရီအချိန်ထိထိခိုက်သေးဆုံးပျောက်ဆုံးမှုစင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်စင်းစရားတွေကမန္တလေးကပထမဆုံးနေရာမှာရှိနေပြီးတော့ဒါနေပြီးတော့ကဒုတိယနေရာမှာရှိနေတဲ့အနေထားပါ။မန္တလေးတိုင်းမှာဆိုရင်တော့ကျွန်တော်တို့အောင်မြေမဟာအောင်မြေမြို့နယ်ချမ်းရင်တာဆန်မြို့နယ်ချမ်းမြားတာစီပြီးကျွန်တော်ပြည်ကြီးတကောအောင်မြေတာဆန်ပသိမ်ကြီးမရေယာအမရပူရာကြောက်ဆဲမြစ်သားစင်ငိုင်တရက်ဦးငဇွန်မိဒီလာတာစီဝန်းတွင်ရမဲတဲ့ပျော့ဝဲစတဲ့ မြို့တွေမှာပေါ့လေဒီမန်လေးတိုင်းမှာရှိတဲ့မြို့တွေမှာအားလုံးသေဆုံးတဲ့သူကအားလုံး2122ဦးရှိပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ပျောက်ဆုံးတဲ့သူအားလုံးပျောက်ဆုံးတဲ့သူအားလုံးက205ယောက်ရှိပါတယ်သေတဲ့သူက2122ဦးပျောက်ဆုံးတဲ့သူက205ဦးနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူက2600ဦးဖြစ်ပါတယ်မန်လေးတိုင်းကအများဆုံးဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒါဒုတိယအခြေအနေက နေပြီးတော့ကောင်းစီနေမြေပါနေပြီးတော့ကောင်းစီနေမြေမှာဆိုတော့ကျွန်တော်ပြင်မနာဇမှုတိရိလေဝေဒက္ခိဏဇေယတိရိပုပ္ပတိရိတက်ကုံဥဒရတိတိရိနေပြီးတော့ကောင်းစီထဲမှာရှိတဲ့ဒါမျိုးနယ်တွေမှာဆိုတော့ကျွန်တော်တေဆုံးတဲ့သူက695ခုရှိပါတယ်ဒဏ်ရာရတဲ့သူက843ရှိပါတယ်ပျောက်ဆုံးတဲ့သူက73ရှိပါတယ်နောက်တဲ့အခြေအနေကကျွန်တော်တို့ဒီစကိုင်းတိုင်းမှာစကိုင်းတိုင်းမှာဆိုတော့ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့မုံရွာရွှေဘို အဲ့ဒီဒေတာတွေမှာဆိုရင်တော့ကျွန်တော်တို့စုစုပေါင်းဒါလက်ရှိဒါတေဆုံးတဲ့ဆင်းက908ဦးရှိတယ်။တရားရတဲ့သူက688ဦးရှိတယ်။ဖြောက်ဆုံးတဲ့သူက2ဦးရှိတယ်။စကိုင်းတိုင်းထဲမှာဆိုရင်တော့ကျွန်တော်တို့ဒါအများဆုံးထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့နေရာကစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ပါ။အဲ့တော့မန္တလေးမြို့ရဲ့ကျွန်တော်တို့တရားကြော်တာနဲ့ရောက်တဲ့မြို့ပါ။ အဲ့တော့တကယ်ကိုကျွန်တော်တို့ဇကိုင်းမျိုးကထိခိုက်မှုတော်တော်လေးကိုပြင်းထန်ပါတယ်ထို့အတူပါပဲကျွန်တော်မန်လေးမှာရှိတဲ့ဒါမျိုးတွေမှာဆိုရင်လည်းပဲဒါထိခိုက်ထိခိုက်ပျက်စီးမှုတွေကများပါတယ်နောက်တဲ့အခြေအနေတကူကကျွန်တော်တို့ပဲခူးတိုင်းမှာပဲခူးတိုင်းဖြူမျိုးနဲ့တောင်ငူမျိုးနဲ့ရေတာရှိအုတ်တွင်းကြောက်တကားထန်းနမယ်အဲ့ဒီမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့တည်ဆုံတဲ့သူအလုံးက44ယောက်ရှိပါတယ်ထိခိုက်တဲ့ရရတဲ့သူအလုံးက234ဦးရှိပါတယ်ပျောက်ဆုံးတဲ့သူတော့မရှိပါဘူးနောက်တစ်ခါကျွန်တော်မကွေးပါ မကွေးမှာဆိုတော့ကျွန်တော်တို့ဒီပခုတ်ကူမြို့နယ်မှာမကွေးတိုင်းပခုတ်ကူမြို့နယ်မှာဒဏ်ရာရတဲ့လူတယောက်ရှိပါတယ်နောက်တစ်ခါတော့ကျွန်တော်ရှမ်းပြည်နယ်ပါပင်လောင်းညောင်ရွှေတောင်ကြီးကလော့မိုးနယ်ရွာငန်းလဲချရက်ဆောက်ပင်တရအဲ့ဒီဒေသမှာဆိုရင်ဒီငလင်နယ်ကျောင်းတိတ်ဆုံးတဲ့သူအားလုံးက66ယောက်ရှိပါတယ်ပြောက်ဆုံးအပြောက်ဆုံးတဲ့သူတော့မရှိပါဘူးပြီးရင်ကျွန်တော်တို့ဒီထိခိုက်ဒဏ်ရာရရှိတဲ့သူက133ဦးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒါစင်းကိုပြန်ချုပ်လိုက်မယ်ဆိုရင် ပြန်ချိုးလိုက်မယ်ဆိုရင်အားလုံးသေဆုံးတဲ့သူအားလုံးက3354ဦးရှိပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူက4508ဦးရှိပါတယ်။ပျောက်ဆုံးတဲ့သူအားလုံးက220ဦးရှိပါတယ်။ဒါကတော့ကျွန်တော်တို့ဒါမလာ28ရက်နေ့မိုးလပိုင်းကနေပြီးတော့ဧပြီလ4ရက်နေ့ညနေ6နာရီအချိန်ထိဒါကျွန်တော်တို့သေဆုံးတဲ့ဆင်းဒဏ်ရာတဲ့ဆင်းပျောက်ဆုံးတဲ့ဆင်းတွေကိုတင်ပြပေးတာဖြစ်ပါတယ်။တော့လက်ရှိလဲကျွန်တော်တို့ဒါလက်ရှိလဲကျွန်တော်တို့ဒါ ကူညီကယ်ဆေးလုပ်ငန်းတွေကမပြတ်သေးပါဘူးလက်ရှိမှာဆိုလည်းပဲကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးပြီးကျွန်တော်တို့ဒီနေပြီးတော့ကောင်စီနယ်မြေအပေါင်းအခြားသောငလင်ဘေးသင့်ဒေသတွေမှာရှိတဲ့ဒီအဆောက်အဦတွေအဆောက်အဦတွေအတွင်းမှာကျွန်တော်တို့ပိတ်မိနေတဲ့ဒါအသက်ရှင်ကျန်နေတဲ့သူတွေကိုလည်းဒါကယ်ဆယ်နေတာတွေ့ရပါတယ်အဲ့တော့ဒီကာရက်ကတော်တော်လေးရှိသွားတဲ့အခါကျတော့ဒီအသက်ရှင်စွာနဲ့ ကယ်ဆယ်နိုင်မှုကတော့တော်တော်လေးဒီအားနည်းမဲ့အနေထားပါတိုးတော်လည်းပဲကျွန်တော်တို့ဒီသေဆုံးသွားတဲ့ရုပ်အလောင်းတွေပြန်ပြီးတော့ထုတ်နိုင်မှုအတွက်လက်ရှိဒီနိုင်ငံတကာအဖွဲ့တွေနဲ့ဒါလက်ရှိဒီပြည်လုံးမှာရှိတဲ့လူမှုကွန်ရက်အဖွဲ့တွေမြန်မာနိုင်ငံမိသားတပွဲတို့ကတော့ကျွန်တော်တို့ပူးပေါင်းပြီးတော့ဆောင်နေတာရှိပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ဒီနိုင်ငံတကာအဖွဲ့တွေရဲ့အခမ်းအနားကလက်ရှိငလင်ဘေးပြန်လဲပြန်ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့ပြိမိတဲ့သူတွေကိုကဲထိုးတဲ့အခါမှာတကယ်ကိုအခမ်းအနားတော်တော်လေးကိုကြီးမားပါတယ် ဘာကြောင့်လဲဆိုတော့တဖက်မှာဒီအဖွဲ့တွေရဲ့ဒီအဖွဲ့တွေကဒီမြန်မာနိုင်ငံကိုလာတဲ့အခါမှာသူတို့မှာတကယ်နီးပညာတွေပါတယ်နီးပညာတွေနဲ့ကျွန်တော်တို့တော်တော်လေးကိုသူတို့ရဲ့နီးပညာတွေကတော်တော်လေးကိုအလုပ်ဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါကြီးတဲ့အခါကျတော့ဒီမြန်မာနိုင်ငံမှာအဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့အကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာဒါတော်တော်လေးကျွန်နီးပညာနဲ့ပတ်သက်ရင်အလန်းဝင်းနေတာကိုတော့ကျွန်တော်တို့သိသားစွာတွေ့ရပါတယ်အလန်းဝင်းနေတာကိုတိတိသားသားတော်တော်လေးတွေ့ရပါတယ် ကျွန်တော်ဒီနိုင်ငံတကာအဖွဲ့ကြီးလာမယ်ဆိုတော့တို့တကယ်ခွေးတွေကိုကျွန်တော်စနစ်ကျလေ့ကျင့်ထားတာတွေပြီးမှတို့မှာပါလာတဲ့နည်းပညာတွေကလက်ရှိမြန်မာနိုင်ငံရဲ့ငလင်ဘေးကုညီကဲဆေးမှာတော်တော်ကြီးကိုကြီးကြီးမားမားအထောက်အပံ့ပြပါလေအပြင်ကျွန်တော်ဒီစင်ကာပူနိုင်ငံဆိုရင်လည်းပဲဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့တို့တို့ကျွန်တော်ဒီအဲဒီပိုဟတ်ဒီပေါ်ရလက်တိလေးပါပဲတို့ဒီနေ့နိုင်ငံတကာသတင်းမှာဖတ်လိုက်ရတာပိုဟတ်ကျွန်တော်တို့ဒီဘောပင်ရဲ့ဒီတဝက်လောက်ပဲဒီ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 အစ်စ်လောက်ပဲရှိလောက်မယ်တဲ့သူအတိုက်တာအဲ့ဒီပိုဟတ်မှာအဲ့ပိုဟတ်ကနေပြီးတော့ကျွန်တော်တို့ဒီအဆောက်အုံတွေနဲ့ကိုဝင်ပြီးတော့ဒါတို့ အကျွန်တော်တို့အဆောင်ထဲမှာရှိတဲ့ပိတ်မိတဲ့သူတွေပြီးရင်ကျွန်တော်တို့ဒါဒီဒီထဲမှာပေးမိတဲ့သူတွေအခြေအနေတွေပေါ့ဗျာအခြေအနေတွေကိုကျွန်တော်တို့ဒီမှတ်တမ်းနဲ့မှတ်တမ်းတွေရိုက်ပြီးတော့တစ်ဖက်မှာကျွန်တော်တို့သူ့ရဲ့ဒီဒီထိချုပ်တဲ့ဘက်ကိုသူတို့အချက်လက်ကိုပေးပို့တာပေါ့အဲ့ဒီစနစ်တွေတော့မှာ တော်တော်လေးအရင်အစ်စ်မြင့်သွားပြီပေါ့လေဒီဒီလက်ရှိဒီမြန်မာနိုင်ငံမှာစပြီးတော့ဒါစပြီးတော့ကျွန်တော်တို့သုံးမဲ့အနေထားတွေတွေ့နေရပြီနိုင်ငံတကာသတင်းတွေမှာလည်းဒီနေ့ဖော်ပြတာတွေ့ရတယ်ကွာဒါတော့ကျွန်တော်တော်လေးစိတ်ဝင်စားစရာပါအဲ့တော့ကျွန်တော်ဘာလေးတွေ့ရလဲဆိုတော့ဒီငလီပင်းနဲ့ပတ်သက်ပြီးတော့ကုညီကယ်ဆေးလုပ်ငန်းနဲ့ပတ်သက်ရင်ဒီမြန်မာနိုင်ငံကတော်တော်လေးကိုကျွန်တော်တို့ဒါဒါနှိမ့်ကြတယ်လို့ပြောရမှာဖြစ်ပါတယ်ဒါဒီကျွန်တော်တို့ ဟာတတော်ကြီးတော့ဗျာနိုင်ငံတကာမှာတုံးနေတဲ့အခြေအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာလက်ရှိကျွန်တော်တို့ကင်တွင်နေတဲ့အခြေအနေကတော်တော်လေးကအဟာကကျွန်တော်တို့ကြီးကြီးမားမားတွေ့ရပါတယ်နိုင်ငံတကာဖွဲ့တွေရဲ့ကျွန်တော်တို့ဒါကဲဆေးလုပ်ငန်းတွေမှာသူတို့ကနှီးပညာနဲ့လှုပ်အားပေါင်းဆက်ပြီးလုပ်တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတော့ကျွန်တော်တို့နှီးပညာရဲ့အားနည်းချက်ကဒီဒီချိန်မှာကျွန်တော်တို့ကြီးကြီးမားမားတွေ့ရတာပါတွေ့ရပါတယ်အဲ့တော့ဒါကကျွန်တော်တို့အပြစ်ပြောဆိုခြင်းမဟုတ်ပါဘူးကျွန်တော်တို့ဒီလိုအပ်ချက်တွေကိုဒါတွေ့မြင်ရတဲ့အခြေအနေကိုဒါတင်ပြပေးတာဖြစ်ပါတယ် လက်ရှိကျွန်တော်တို့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုလည်းလက်ရှိမန္တလေးလေးမန္တလေးစကိုင်းပြီးကျွန်တော်တို့နေပြီးတော့အဲကျင်းပြီးကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းစတဲ့ဒီငလင်ဘေးဒေသတွေမှာဒီကျမ်းမာရေးဝန်ကြီးဌာနနဲ့နိုင်ငံတကာစစ်တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ကျွန်တော်တို့ကျမ်းမာရေးဝန်ဆောင်မှုတွေတောက်လျှောက်ပေးနေပါတယ်လက်ရှိကျွန်တော်တို့တွေ့ရတာကနေပြီးတော့မှဆိုရင်လည်းပဲတောင်ဝန်ထမ်းတွေပေါ့ဝန်ထမ်းတွေရဲ့ဇမုတိတိမျိုးနဲ့အပေါင်းဝင်အကြီးမားဆုံးကဇမုတိတိပေါ့ဗျာအဲ့မှာကျွန်တော်ဝန်ထမ်းတွေရဲ့အင်အားကတော်တော်ကြီးကြီးမားမားရှိတာပေါ့ကြီးမားရှိတဲ့အခါကျတော့သူတို့မှာ တို့မှာကျွန်တော်တို့နေကြအိမ်မရှိတော့ဘူးတချို့ဆိုလက်ရှိကျွန်တော်တို့ဒီလမ်းမေးမှာလမ်းမေးမှာနေနေရတာပဲနောက်ဆုံးမြာကျွန်တော်တို့မကြခင်အမဒီဆောက်လို့ပြီးစီးပြီးတော့ဒါလူနေထိုင်နေတဲ့အ ਨੇ ဆုံးကျွန်တော်တို့ဒုက္ခတုံအိမ်ရပေါ့မြို့မဇီနာကဒုက္ခတုံအိမ်ရအဲ့ဒီမှာဆိုရင်ဒီလျှက်စစ်မီတော့ရတယ်တိုးတော်လည်းပဲကျွန်တော်တို့ဒါရေရရှိမှုတော့မရှိသေးဘူးတုံးရေရရှိမှုတော့မရှိသေးဘူးအပြင်ကျွန်တော်တို့ဒီဒုက္ခတုံအိမ်ရမှာဆိုရင်လည်းပဲဒါအချို့သောတိုက်တွေအချို့သောတိုက်တွေကကျွန်တော်ထိခိုက်မှုရှိတယ် ဒီအထက်ဝင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တက်ဆိုင်ရာကစနစ်တကျလာရောက်စစ်ဆေးတာတော့ကျွန်တော်တို့ဒီကနေ့ထိတော့မရှိသေးဘူးသူတို့မျက်မြင်နဲ့လိုက်ကြည့်ကြတော့တွေ့ရတယ်ဒါမျက်မြင်ပေါ့ဗျာမျက်မြင်ဆိုတာကကျွန်တော်တို့စက်ပြည့်စည်းတွေလောက်တော့ကျွန်တော်တို့တိကျမှုတော့မရှိပါဘူးမျက်မြင်နဲ့လိုက်စစ်တာတွေတော့ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီဝန်ထမ်းအင်အားတွေပေါ့ဝန်ထမ်းအင်အားတွေမှာဆိုလဲဝန်ထမ်းတွေကသူတို့ရဲ့တိုက်တွေကကျွန်တော်တိုက်တွေပေါ့ကနေလို့မရတော့နေလို့မရတဲ့ခါကျွန်တော်တို့တို့မှလည်းဒီအဆင်ပြေတယ်လို့နေနေရနေတာရှိတယ်လက်ရှိတော့ကျွန်တော်တို့တွေ့နေရတာကဒီအားကစားကွင်းတွေ နေရာတွေမှာကျွန်တော်တို့ဒီယာယီတဲပေါ့ရွက်ဖြင့်တဲတွေရွက်ဖြင့်တဲတွေကိုကျွန်တော်တို့ဒါဆောက်လုပ်ပေးနေတာတော့တွေ့ရတယ်ဆောက်လုပ်ပေးနေတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီနေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မနေ့ကဒါတက်ဆိုင်ရာပြည်ချိုင်းဝင်ကြီးဌာနအပါအဝင်ဒီနေပြည်တော်ကောင်စီနေမြေသတင်းမှပြည်ချိုင်းဖွဲ့တော့ကျွန်တော်တို့ People Media ကမေးမြန်းထားပါတယ်အဲ့ဒါကနံပါတ်1နံပါတ်2နေပြည်နေပြည်တော်မှာရှိတဲ့ဒီဝန်ထမ်းတွေငလင်ပေးကြောင်းသူတို့ရဲ့မိသားစုတွေအသေးချေပြည့်စည်ခဲ့ရတာရှိတယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ဒါ ဘယ်လိုမျိုးထောက်ပံ့ပေးဖို့ရှိမလဲပေါ့။နောက်တဲ့ဒုတိယအချက်ကတော့ကျွန်တော်တို့လက်ရှိဒီနေပြည်တော်ကောင်စီနယ်မြေအတွင်းမှာဝန်ထမ်းတွေရဲ့ဝန်ထမ်းတွေတို့ဒီနေစရာအခက်အခဲဖြစ်တယ်ပေါ့။အဲ့နေစရာအခက်အခဲနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတော်အနေနဲ့ရည်တို့ရည်ရှိဘာတွေဆောင်ရနေလဲပေါ့။ကျွန်တော်တို့ဒီအခြေအနေကိုကျွန်တော်မေးခွန်းနေမိထားပါတယ်။ပြန်ဖြေတဲ့အခါကျရင်တော့ကျွန်တော်တို့တိတိကျကျပြန်ဖြေပေးသွားမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ဒါကြည့်ရတဲ့အနေအထားမှာတော့လက်ရှိကျွန်တော်တို့အားကစားကွင်းအားကစားကွင်းတွေပေါ့။အားစားကွင်းတွေပြီးရင်ကျွန်တော်တို့ဒီပန်းချန်တွေပေါ့။အဲ့ဒီတဲမှာဆိုရင်တော့ကျွန်တော်ယာယီတဲတွေစောက်လုံးနေတဲ့အနေအထားတွေတော့တွေ့ရတယ်။ ဒါကျွန်တော်တို့တွေ့နေရတဲ့အနေအထားပါဗျာဟိုလောင်းကားမှုတွေရှိပြီလားမရှိဘူးလားဆိုတော့ကျွန်တော်တို့ကလည်းဒါဒီပုံမှာတော့ကျွန်တော်တို့ဟိုချက်ချင်းပြောနိုင်ဖို့ခက်ပါတယ်လက်ရှိဒီလက်ရှိကျွန်တော်တို့ဒီနေပြည်တော်မှာတော့ဒီဝန်ထမ်းတွေဝန်ထမ်းတွေအထွတ်ကျွန်တော်ယာယီတဲတွေထိုးပေးနေတာတော့တွေ့ရပါတယ်ဒါတော့ကျွန်တော်တို့ဒီနေပြည်တော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါဆက်ဆက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီသတင်းကိုပြချောရမယ်ဆိုရင်တော့အားလုံးငလင်စဖြစ်တဲ့နေ့မှဒီဧပြီလ၄ရက်နေ့၄ရက်နေ့ညနေ6:00နာရီအချိန်ထိတိတ်ဆုံးတဲ့သူအားလုံးက 3354ဦးရှိတယ်။ထိခိုက်ဒဏ်ရာရရှိသူက4508ဦးရှိတယ်။ပျောက်ဆုံးတဲ့သူက220ဦးရှိပါတယ်ခင်ဗျ။ဒုတိယသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့လာရှိုးမြို့ကနေပြီးတော့ MND အဖွဲ့တွေဒါစုံနေတဲ့စုတ်ခွာနေတဲ့အချင်းတွေပါ။အဲ့တော့ဒီလာရှိုးမြို့ရဲ့အချင်းတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့လာရှိုးမြို့ကတကယ်တိုင်းစစ်တပ်နာချုပ်ကြီးအခြေဆိုင်တဲ့မြို့ပါပြီးသွားရင်တော့ကျွန်တော်တို့ဒီတရုတ်မြန်မာနေဆက်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတဲ့မြို့ပါအ တော့ဒီစီးရေးနိုင်ငံရေးရာတော်တော်လေးကိုအရေးပါပါတယ်တစ်ဖက်မှာဆိုလည်းပဲဒီလာရှုမျိုးကတစ်ဖက်မှာဆိုလည်းကျွန်တော်တို့ KIA အခြေချတဲ့လိုင်စာအထိကျွန်တော်တို့ဒါစီးရေးရချင်းချောက်နိုင်တဲ့အနေအထားမှာရှိပါတယ်အဲ့တော့ဒီလာရှုမျိုးကစီးရေးနိုင်ငံရေး CYA နိုင်ငံတော်ရဲ့ဒီစီးရေးနိုင်ငံရေး CYA အတွက်တကယ်ကိုကျွန်တော်တို့အချက်ချကြတဲ့နေရာပါအဲ့တော့ဒီ လာချိုမြို့ကိုဒီ MMD အဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လပထမပတ်မှာသူတို့အပြေအဝထိချုပ်နိုင်ခဲ့တာလေးဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာဒီ MMD အဖွဲ့တွေကသူတို့ကမြို့ရဲ့အုပ်ချုပ်ရေးအရာကိုစပြီးတော့လက်ပတ်တယ်။အဲဒီမှာဆိုရင်သူတို့ရဲ့လက်ပတ်တာကမြို့လုံးမြို့ရေးဆိုပြီးတော့ဒီ MMD ရဲ့ရဲတပ်ဖွဲ့ကလက်ပတ်တယ်။ပြီးတော့ဒီတစ်ဖက်မှာတော့သူတို့အနေနဲ့ဒီကျမရုံဝန်ဆောင်မှုတွေပညာရေးဝန်ဆောင်မှုတွေအုပ်ချုပ်ရေးဝန်ဆောင်မှုတွေပေါ့။ဒါသူတို့ကအဲဒီလုပ်ငန်းတွေသူလက်ပတ်ပါတယ်။အဲ့တော့ဒီတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်စမှုအရာဒီ MMD ရဲ့ခေါင်းဆောင်တွေနဲ့ဒီ ကျွန်တော်ဒီ NASA ကရဲ့ကုစရေအဖွဲ့တွေတော့တွေ့တယ်ယူနမှာတွေ့တယ်တွေ့ပြီးတော့အဲ့ဒီတွေ့ဆုံမှုရဲ့ရာလတ်အနေနဲ့ဒါ MMD အဖွဲ့တွေကဧပြီလ22ရက်နေ့မတိုင်မီသူတို့ရဲ့လာရှုမြို့မှာရှိတဲ့သူတို့ရဲ့ဒါသူတို့ရန်ရီးယားတွေအားလုံးကိုဒါရွှေ့ပြောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နားလေတာကဧပြီလ22ရက်နေ့မှာဒီ MMD အဖွဲ့တွေကပြန်ပြီးတော့လာရှုမြို့ကိုပြန်ပြီးတော့လွှဲပြောင်းပေးရမယ်လို့ကျွန်တော်တို့နားလေပါတယ်အဲ့တော့ ဒီကနေ့မှာဆိုရင်ဒီလာရှိုးမျိုးပေါ်မှာရှိတဲ့ MMD လက်ပတ်တဲ့တနည်းအားဖြင့်ကျွန်တော်တို့ဒီလာရှိုးမျိုးပြည်သူစေုံကြီးမှာ MMD ကစံမိုင်ဝင်ဆောင်မှုတွေလုပ်ပါတယ်။စေုံဖွင့်တယ်ပေါ့ဗျာစေုံဖွင့်လိုက်တယ်။စေုံဖွင့်တယ်ပြီးတော့ကျွန်တော်တို့အဲ့မှာရှိတဲ့ဒီပစ္စည်းကိရိယာတွေကိုဒီ MMD ကနေပြီးတော့ဒီလိုအပ်တဲ့ရသူတို့အဲ့မှာထည့်တယ်ပေါ့ဗျာ။အဲ့ဒီပစ္စည်းတွေကိုဒီကနေ့ MMD ကစေုံလဲပိတ်လိုက်တယ်ပိတ်ပြီးအဲ့ဒီပစ္စည်းတွေကိုသူတို့ကားတွေနဲ့ထုတ်ပြီးတော့ဒါလောက်ကင်ဘက်ကိုတည်နေတယ်လို့တော့သိရတယ်။ဒါကကျွန်တော်ဒေသခံတွေရဲ့ပြောဆိုမှုပြောဆိုမှုလည်းဖြစ်ပါတယ်။အဲ့တော့ဒီဒီလာရှိုးမျိုးကိုလက်ပတ်စင်က MMD က ဒီကျမ်းမာရေးစီရီယံအနေနဲ့ဈေးကိုလက်ပတ်တယ်အုတ်ချုပ်ရံတရားကိုလည်းကျွန်တော်တို့ဒီစီရီယံအနေနဲ့ပဲလက်ပတ်ပါတယ်အဓိကလာရှုမျိုးကိုလက်ပတ်တဲ့အခါမှာစီရီယံဝန်ထမ်းပေါင်းများစွာနဲ့တို့လက်ပတ်တာဖြစ်ပါတယ်အဲ့ဒီအဲ့ဒီအခုဒီဒီ MMD အဖွဲ့ကမြို့ကနေဆွတ်ခွာသွားပြီဆိုတော့ဒီအဖွဲ့တွေဒီစီရီယံအဖွဲ့တွေကဒါတို့ဒီလက်ရှိဒီနိုင်ငံတော်ထမကျွန်တော်တို့မှားပါပြီဆိုပြီးတော့တို့ပြန်ပြီးတော့ခုံလုံးမလာဒါမှမဟုတ် MMD အဖွဲ့ရွှေ့တဲ့ဒေသကိုတို့ရွှေ့ပြီးလိုက်မလာဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဒီတရုတ်မြန်မာနယ်စပ်တချို့မှာ ရှိတဲ့မျိုးတွေအားလုံးကကျွန်တော်တို့ကြံ့ဝင်မတုံးပါဘူး။ကြံ့ဝင်မတုံးသလိုပါပဲ။တို့ရဲ့ဘာသာစကားကလည်းဒါတရုတ်ဘာသာစကားပဲပြောပါတယ်။မြန်မာစကားကိုလုံးဝမပြောပါဘူး။အဲ့တော့ဒီဒီဒီလာချိုမြို့မှာရှိတဲ့ဒီကျမ်းမာရေးဝန်ထမ်းတွေအပါအဝင်ကျမ်းမာရေး CDN ဝန်ထမ်းတွေပေါ့ဗျာ။ဒါပါဆို CDN တွေ။အဲ့ဒီ CDN တွေကတို့ကဒီ MMD ဘွဲကိုလိုက်သွားပြီဆိုရင်လည်းပဲတရုတ်မြန်မာနယ်စပ်ဘက်ကိုလိုက်သွားပြီဆိုရင်လည်းပဲတို့မှကျွန်တော်တရုတ်စကားမတက်ဘူး။တရုတ်စကားမတက်တဲ့အတွက်ဒါ MMD ကလည်းတို့အလုပ်ခံမှာမဟုတ်ဘူး။ဟိုမှာသူ့ရဲ့အရာနဲ့တို့လုံလောက်တယ်။သူ့ရဲ့ အင်အားနဲ့သူတို့လုံလောက်တယ်ဒီလို MMD အဖွဲ့တွေကဒီစီဒီအန်အုပ်စုတွေကိုသူတို့ပြန်ခေါ်သွားမှာလားဒါပေမဲ့စီဒီအန်အုပ်စုတွေက MMD နဲ့တူလိုက်သွားပြီဆိုရင်ဒီတရုတ်မြန်မာနယ်စပ်မှာသူတို့တက်တဲ့အတက်ပညာတွေကအလုံးမဖြစ်တော့ဘူးအဲ့တော့လုံနိုင်တာတခုတော့ရှိတယ်တရုတ်မြန်မာဖြစ်လုံလို့ရမယ်ပြီးရင်ကျွန်တော်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီမာဆက်တွေမာဆွတ်တွေ KTV တွေမှာသူတို့ဝင်လုံလို့ရတယ်လိန်အဲကျွန်တော်လိန်ဖြော်ပြေးဒီမှာဝင်လုံးလို့ရတယ်။အဲဒီလောက်ကိုင်တော့ရှိရဲ။ကြံတဲ့အလောက်ကိုင်နဲ့ပတ်သက်ရင်တော့ဒီစီရီယံဝန်ထမ်းတွေအတွက် စီရီယံဝန်ထမ်းတွေအတွက်သူတို့အတွက်ကျွန်တော်တို့အလောက်ကင်ကတတော်ခက်ခဲသွားပြီအဲ့တော့အဲ့ဒီအခြေအနေတော့ရှိပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိမှာဆိုလည်းပဲဒီလက်နက်ကိုင်ဖွဲ့တွေကသူတို့သူတို့ဒီလက်နက်နဲ့ထိချုပ်တဲ့နေရာတွေမှာသူတို့ကဒါကငါတို့အပိုင်ဆိုပြီးတော့သူတို့ယူဆနေကြတယ်ယူဆချက်တွေရှိပါတယ်တပ်မတော်ကာဝေးဥစုကပြီးခဲ့တဲ့ဒီတပ်မတော်နေအခမ်းအနားမှာ ဒီလက်နက်အားကိုပြီးတော့နေမြေချက်တွေမှုတွေကိုအတိအမှတ်မပြုဘူးတက်မတော်အနေနဲ့လိုအပ်တဲ့စစ်စင်ကိုလုပ်မယ်လို့တရားဝင်ပြောထားပြီးသားဖြစ်တယ်ကျွန်တော်ဒီလိုမျိုးနားလည်ရပါတယ်အဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒီလိုမျိုးလက်နက်နဲ့နေချက်မှုကိုကျွန်တော်တို့ခွင့်မပြုထားပါဘူးအဲ့တော့ဒီတက်မတော်အနေနဲ့လည်းပဲဒီ MMD အဖွဲ့နဲ့ဘယ်လိုမျိုးတွေသဘောတူညီခဲ့တယ်ဘာတွေကတိကိုတွေရှိရရှိရခဲ့ရဆိုတာတော့ကျွန်တော်တို့ဒီ MND အဖွဲ့ကလည်းထုတ်ဖို့ပြောဆိုခြင်းမရှိသလိုဒီ NASA ကဘက်ကလည်းထုတ်ထုတ်ဖို့ပြောဆိုခြင်းမရှိဘူးအဲ့တော့ဒီကိုကန့်အဖွဲ့တွေကသူတို့ကရခင်ကိုကန့်ကိုပိုင်အုပ်ချုပ်ကွင်းရ ဒေသမှာပဲသွားပြီးအခြေဆိုင်မှာလာဒါမှမဟုတ်သူတို့လက်ရှိလက်တလုံးထိ ंछ ုပ်ထားတဲ့နေမြေတွေမှာသူတို့ဘယ်နေရာတွေမှာသူတို့ပြန်ပြီးတော့ဒါခြေကုပ်ယူမလဲဆိုတော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဘလို့ပဲဖြစ်ဖြစ်မြို့သမီးဆိုစေကမှုကျွန်တော်တို့ဒီလာရှုမြို့ကတော့ဒီ MMD အဖွဲ့တွေကလာမဲ့လာမဲ့ကျွန်တော်တို့ဧပြီလ27ရက်နေ့မှာကျွန်တော်တို့ဒီတက်မလို့ထံကိုပြန်ပြီးတော့တွဲပြောင်းပေးရမှာဖြစ်ပါတယ်ဒါနဲ့တူကျွန်တော်တို့တစ်ဆက်တည်းပဲဒါလောက်ကောင်လေးတိုင်းမြေတစ်ဆက်ပေါင်းလောက်ကောင်လေးရဲ့ ဒါကျွန်တော်ရည်တည်မှုတွေကလည်းတော်တော်လေးကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်။လာရှိုးမျိုးရဲ့အခြေအနေကကျွန်တော်တို့ဒါစီးရေးနိုင်ငံရေးစီးပွားရေးရတကယ့်ကိုကျွန်တော်တို့အချက်အချာကြားတဲ့နေရာမှာတည်ရှိတယ်။တော်တော်ကြီးကိုလည်းကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားလေးရှိပါတယ်။နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ဒီငလင်ငလင်လောက်ခတ်မှုတွေကြောင့်တက်မတော်ကလက်ရှိကာလမှာကျွန်တော်ယာယီအပြစ်ခတ်ရစက်ထားပါတယ်။သို့တော်လည်းပဲကျွန်တော်တို့ခုခံစစ်ကိုတော့တက်မတော်ကဆောင်ရွက်လက်ရှိပါတယ်။အဲ့တော့ဒီတက်မတော်ကအဲ တပ်မတော်ရဲ့ဒီထိုးစေးနဲ့ပတ်သက်ပြီးတော့တပ်မတော်ကလက်ရှိရပ်တန့်ထားသောအဆိုတော်လည်းပဲဒီစစ်သွေးကြောအုပ်စုတွေကဒီတပ်မတော်ရဲ့စကန်တွေကိုအဝေးကနေပြစ်ခတ်တာတွေချောင်းမြောင်းပြစ်ခတ်တာတွေဒါတွေတော့ဆက်လက်ဆက်လက်ကျွန်တော်ပြည်လုံးနေတာတွေ့ရပါတယ်ဒီအချက်လက်အနေနဲ့ဧပြီလ၄ရက်နေ့မုံလွဲ့နှစ်နာရီခန့်ကဒါမွန်းချင်းမြို့မြို့ပါစီအဒီမှာလုံခြုံရေးဆောင်နေတဲ့ဒီတပ်မတော်သားနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကို ဒါ KI အဖွဲ့တွေက KI အဖွဲ့ဝင်ချို့ကဆိုင်ငယ်နဲ့လာပြီးတော့လက်ပစ်ပုံနဲ့ဒါပြစ်ခတ်တိုက်ခတ်ခဲ့တာတွေလည်းရှိပါတယ်ဒါကတော့မွန်းညွန့်မြို့မှာဖြစ်ခဲ့တဲ့အခြေအနေပါအဲ့ဒီအခြေအနေမှာတော့ကျွန်တော်လုံခြုံရေးအဖွဲ့ဝင်2ဦးကျွန်တော်တို့ထိခိုက်ဒဏ်ရာရရှိသွားတယ်အယက်သားပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိသွားတဲ့အခြေအနေတော့ရှိခဲ့တယ်နောက်တဲ့အခြေအနေတခုရှိခဲ့ပါတယ်ဒါကတော့ April 3ရက်နေ့ည9:15မိနစ်အချိန်ကမကွေးတိုင်းဒေသကြီးစေတုရမြို့နယ်အောင်နိုင်ကုန်းကြည်ရွာကဒါကျွန်တော်တို့ဖုန်တော်ကြီးကြောင်းဆရာတော်ဖြစ်ဆရာတော်ကဒါဆရာတော်အပါဝင်ပေါ့ဗျတပည့်တော်ကတွေကအဲ့ဒီလမ်းကြောင်းကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒါ မကွေးကိုသွားတယ်ပေါ့ဗျာမကွေးသွားပြီးတော့အပြန်အပြန်ဈေးဝယ်ပြီးတော့သူတို့အပြန်အပြန်အလှလို့ပစ္စည်းတွေဝယ်ပြီးတော့အပြန်စေသူကငါဖဲဗဏ္ဍမင်းမှုမကွေးသွားလမ်းတိုင်းသူတို့ပြန်လာတယ်ပေါ့ဗျာပြန်လာပြန်လာတဲ့ကောင်မှစေသူကစေသူကမျိုးရဲ့အရှိတောင်ပတ်မီတာ16000ခန့်အကွာအဝါကျူအနီမှာဒါ PDF တွေကဒါရင်နှန်းဒီဒီဖုံးကြီးတွေရဲ့ရင်ဝေါ့ဗျာဆရာရဲ့ရင်ကိုအလှအလှလုံးမဲ့ပစ္စည်းတွေသွားဝယ်တဲ့ရင်ကိုစေသူကျော် PDF တွေက ကျွန်တော်ဒီလက်နက်ကြီးလက်ငတ်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်တယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့အာရင်မောင်းဖြစ်တဲ့ဥတင်ဝင်းထိုးတည်ဆုံသွားတယ်ပြီးရင်ကျွန်တော်ဥဝင်းလေးတည်ဆုံသွားတယ်ပြီးရင်ကျွန်တော်တန်ဆွေရောင်မကျောင်းဆရာမဒေါ်စစာဝင်းနဲ့အဖွားတူဒါတည်ဆုံသွားပါတယ်အဲ့တော့တည်ဆုံမှုတွေကတော်တော်လေးများပါတယ်တော်တော်လေးများသွားတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီဖြစ်စဉ်မှာလည်းဒါဆရာတော်တွေအများပြည်သူတွေများစွာတည်ဆုံခဲ့တယ်လို့ပဲထိခိုက်ဒဏ်ရာရရှိမှုတွေလည်းအများပြားခဲ့ပါတယ်အဲ့တော့ဒါကဒီရပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပါ ထုတ်သူပါပဲကျွန်တော်တို့ဒီမန္တလေးတိုင်းမှာဆိုရင်လည်းပဲမန္တလေးတိုင်းတပိတ်ကြီးမြို့နယ်ခုနမိုင်ပတ်လည်မှာတပ်မတော်ရဲ့ဒါစကန်ကိုအကြမ်းဖက်သမားတွေကဒါဒီလက်အဝေးကနေပြီးလက်နဲ့ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်အဲ့တော့တပ်မတော်ကတော့အဲ့ချိန်မှာကျွန်တော်တို့လိုအပ်တဲ့ထိရောက်တဲ့တုတ်ပြမှုတွေဆက်ပြီးဆောင်ခဲ့တယ်ပြီးရင်ကျွန်တော်အင်းတော်မြို့အဲ့တော့အင်းတော်မြို့မှာရှိတဲ့ဒီတပ်မတော်စကန်ကိုအကြမ်းဖက်သမားတွေကဒါ KIA နဲ့ ဒါ KI နဲ့ကျွန်တော်တို့ဒီ PDF တွေကလာပြီးတိုက်တယ်တိုက်တဲ့အခါမှာဒီတက်မလို့ကဒါထိရောက်ပြင်းထန်တယ်တနည်းအားဖြင့်လေချောင်းနဲ့ပြန်ပြစ်ခတ်ရှင်းလင်းမလိုက်တယ်ဗျာအင်းတို့ပါလဲအဲ့လိုလုပ်လိုက်တယ်လောရတဲ့အကြောင်းကအကြမ်းဖက်သမားတွေကတက်စကန်ကိုလာတိုက်တာအဲ့တော့ဘဲနှောများခင်ဗျာအကြမ်းဖက်သမားတွေဘဲနှောကဂတိတီးခဲ့လို့လဲအဲ့တော့ကျွန်တော်တို့လက်ရှိလက်ရှိလက်နက်ကိုင်အဖွဲ့တွေနဲ့ KSS အထူးရတယ်ငင်းငယ်စာချုပ်တွေချုပ်ခဲ့တာပါပဲသို့တော်လည်းပဲအဲ့ငင်းငယ်စာချုပ်တွေကအချိန်တစ်ခုမှပဲကျွန်တော်တို့ပြက်ပြဲခဲ့တာပါပဲအဲ့တော့အဲ့တော့ကျွန်တော်တို့ဟိုလား ုဂျိုကြီးနေဝင်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှဒီလက်ရှိကာလအထိဒီလက်နက်ကိုင်အဖွဲ့တွေနဲ့ဒါနိုင်ငံတော်တို့ချုပ်ခဲ့တဲ့စာချုပ်တွေကမနှဲပါဘူးသို့တော်လည်းပဲကျွန်တော်တို့ဒါအကြပ်ဘတ်သမားတွေကသူတို့အားရအားယူတယ်အားယူပြီးတော့အားပြည့်လာပြီဆိုတော့ပြန်ပြီးချပါတယ်အဲ့ဒီအရာနဲ့ကျွန်တော်တို့လက်ပတ်နေတာဖြစ်ပါတယ်လက်ပတ်နေတာဖြစ်ပါတယ်အဲ့တော့လက်ရှိလည်းကျွန်တော်တို့ဒီ KIA လည်းသူတို့အပြည့်ရတယ် DNL လည်းအပြည့်ရတယ် NUG လည်းအပြည့်ရတယ်သူတို့ကလည်းရှောက်ပြီးကြွေးကြော်တော့ဗျာသူတို့ဘလောက်ပဲကြွေးကြော်ကြွေးကြော်သူတို့ကလက်ရှိကျွန်တော်တို့ဆေးလုံဆောင်မှုတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒါ တက်မလို့စစ်ကြောင်းတွေကိုချောင်းမြောင်းပြစ်ခတ်တာတွေလက်နဲ့ကြီးနဲ့ပြစ်ခတ်တာတွေလာတိုက်တာတွေတောက်လျှောက်တောက်လျှောက်ကျွန်တော်တို့ရှိနေတဲ့ကာလလည်းဖြစ်ပါတယ်နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ဒီကချင်ပြည်နယ်ဝိုင်းမော်ပေါ့ဝိုင်းမော်မြို့နယ်မြေကြီးနားမြို့ရဲ့တဖက်ကမ်းပေါ့အဲ့ဒီဘက်မှာလည်းကျွန်တော်တက်မလို့စစ်ကြောင်းတွေကိုချမ်းမတ်သမားတွေကဒီလက်နဲ့ကြီးလက်ငှက်ငယ်ငယ်တွေနဲ့ပြစ်ကတ်တိုက်ခိုက်တယ်လို့ပဲမြေပြင်ကျွန်တော်တို့တို့ဒီစစ်ကြောင်းထိုးပြီးတော့တိုက်ခိုက်တာတွေရှိတယ်အဲ့မှာလည်းကျွန်တော်တက်မလို့ကဒါလေကြောင်းနဲ့ကျွန်တော်တို့တုတ်ပြန်ခဲ့တဲ့အနေအထားတွေရှိပါတယ်ထို့အတူပါပဲကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့အာဒီမကွေတိုင်းအဆက် ပြင်ကျွန်တော်ရခိုင်မီနယ်နဲ့ဘကူတိုင်းအဆက်ရခိုင်မီနယ်နဲ့အေရာဝီတိုင်းအဆက်ပေါ့အဲ့ဒီကြောမှာလည်းလက်ရှိဒီတိုက်ပွဲတွေကဆက်လက်ပြင်းထန်နေတယ်ဒီ AA နဲ့ဒီ PDF အဖွဲ့တွေကဒီတက်မလို့စကန်ကိုလာရောက်တိုက်ခိုက်နေတဲ့အနေအထားရှိတယ်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒါစစ်တွေနဲ့စစ်တွေနဲ့ဒီကြောက်ဖြူဘက်မှာအကြမ်းဖက်သမားတွေကဒါတက်မလို့စကန်တွေကိုလာပြီးတော့တိုက်ခိုက်နေတဲ့အနေအထားရှိတယ်တက်မလို့ကတော့အဲ့ဒီဘက်မှာတော့ကျွန်တော်တို့ဒီထိရောက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေတော့တောက်လျှောက်တောက်လျှောက်ဆောင်နေပါတယ်အဲ့တော့လက်နက်ကိုင်ဖွဲ့တွေကသူတို့ကျွန်တော်တို့အပြစ်ရပါတယ်ဘလောက်ပဲပြောပြောကျွန်တော်တို့ရှိရတဲ့အမိုင်းမှာရှိခဲ့ပါတယ်ကျွန်တော်တို့ဒါလွတ်လပ် နောက်ပိုင်းမှသည်ယနေ့ထိကျွန်တော်တို့ဒီလက်နက်ကိုင်ဖွဲ့တွေနဲ့ချုပ်ခဲ့တဲ့စာချုပ်တွေများစွာများစွာရှိပါတယ်။သို့တော်လည်းပဲအကြမ်းဖက်သမားတွေကအကြိမ်ကြိမ်ချိုးပေါက်ပါတယ်။သူတို့သူတို့ဟလာသူတို့ဒီတိုက်ပွဲတိုက်လို့သူတို့မှလက်နက်အင်အားပြုံးသွားပြီးလွင်ရပြုံးသွားပြီးဆိုရင်အကျွန်တော်တို့ငင်းငယ်ကြီးစကားဝိုင်းပေါ်လာပြရစီဆိုပြီးတော့သူတို့တောက်ဆုပါတယ်။ပြီးသွားရင်စာချုပ်တွေချိုးကြတယ်။နောက်ပိုင်းမှာအားတွေပြန်ရလာတယ်။အားတွေပြန်ရရလာပြီးဆိုရင်ဒီတက်မတော်ပြန်တိုက်တယ်။အဲ့ဒီလိုနဲ့ကျွန်တော်တို့ကဒီလက်ပတ်နေတဲ့အခြေအနေတွေလည်းရှိပါတယ်။ ဒါတော့ကျွန်တော်လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေပေါ့။အဲတိုက်ပွဲတွေကတော့ကျွန်တော်တို့ဒါတောက်ကုန်းနဲ့အုတ်ချိပင်လမ်းပိုင်းမှာကတော့တိုက်ပွဲတွေကဆက်ရှိနေနေစေဖြစ်တယ်။ပြီးရင်တော့ကျွန်တော်တို့အခြားသောဒီစစ်တွေနဲ့အဲကြောက်ပြပေါ်မှာလည်းတိုက်ပွဲတွေကဆက်ရှိနေနေစေဖြစ်တယ်။အဲ့တော့အချိန်တွေကကျွန်တော်တို့ဒီဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့အဆောင်ကြရမှာဖြစ်ပါတယ်။အဲ့နိုင်ငံတော်ဆိုတာကတော့ကျွန်တော်တို့နိုင်ငံတော်ဆိုတာကတော့ဒီနိုင်ငံတော်မှာကကျွန်တော်တို့တကယ်အရင်းမြစ်တွေကိုဖိကုထိုင်တာ။အကြမ်းဖက်သမားတွေကသူတို့နောက်ွယ်က နိုင်ငံတွေကပံ့ပိုးမှုရော့ရော့သွားပြီဆိုရင်သူတို့ရဲ့လှုပ်ရှားမှုတွေကလည်းရော့ပါတယ်။အဲတော့ကျွန်တော်တို့တက်ရှိဒီကမ္ဘာနိုင်ငံကြီးပြောင်းလဲလာမှုတွေကဒီ PDF တွေ NUG တွေလက်နက်ကိုင်အဖွဲ့တွေအတွက်သူတို့ဘလောက်ထိလှုပ်ရှားနိုင်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးဆောင်ကြမှာဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးတာကအကြံဖတ်သမားတွေရဲ့ငွေပင်ငွေရင်းတွေကိုဖျက်တောက်နိုင်ဖို့ပါ။လည်းရှိကျွန်တော်တို့ရွှေဘုံနဲ့သခိုင်းလမ်းမိုက်မှာဆိုရင်လည်းအကြံဖက်အုပ်စုတွေရဲ့ဒါ PDF တွေရဲ့ gate တွေလမ်းပေါ်တက်ပြီးတော့ကျွန်တော်ဂိတ်ဖွင့်ပြီးတော့ဆက်ကြီးကောက်နေတာရှိပါတယ်။အဲဒါတွေကိုလည်းကျွန်တော်တို့ရှင်းလင်းနိုင်ဖို့လိုပါတယ်။အဲ့တော့ ဒီသတင်းမဟုတ်ဘူးဆိုရင်ခင်ဗျအဲ့မှာဒီစကိုင်းနဲ့ရွှေဖို့ပြေးဆွဲနေတဲ့ကားတွေရှိပါတယ်ဘယ်နေရာမှာ PDL gate တွေရှိရဆိုတော့တို့အားလုံးသိပါတယ်တို့အားလုံးကိုသိကြပါတယ်ပြီးလည်းပဲကျွန်တော်လက်ရှိဒီဒီကနေ့ပါဆိုရင်ကျွန်တော်ထပ်ပြီးသိရတာကမိုးကုံမြို့မိုးကုံမြို့မှာရှိတဲ့ဒီအချမ်းဘတ်သမားတွေကြောက်တူးနေတဲ့ဘက်ကိုတပ်မတော်ကထိရောက်ပြစ်ထန်တဲ့ရှင်းလင်းမှုတွေလုပ်ခဲ့တယ်လို့တော့ကျွန်တော်တို့သိရတယ် သိရတယ်အဲ့တော့အခြေအနေကိုကျွန်တော်ဆက်ပြီးအဲ့အဲ့ဒီအခြေအနေကိုကျွန်တော်ဆက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရေးကြီးတာကအကြံပတ်သမားတွေရဲ့ဒီငွေပင်ငွေရင်းကိုဖြတ်တောက်ဖို့ဆိုရင်မြိုင်ဒေတာတကြောမှရှိတဲ့ရန်နံလေးရဲ့တွင်တွေကိုကျွန်တော်တို့ထိတိယောက်ပုံကျဲနိုင်မှုလို့လည်းတစ်ဖက်မှာတော့ကျွန်တော်တို့ဒီဒီချင်းနမီရဲ့ချင်းနမီရဲ့လေမျိုးဝါဖြစ်တဲ့ရွှေပြေးမျိုးကိုပြန်ပြီးတော့ကျွန်တော်ထိချုံနိုင်မှုလို့တယ်တစ်ဖက်မှာတော့ကျွန်တော်တပိတ်ချင်းတပိတ်ချင်းစင်ကူဘက်မှာအကြံပတ်သမားတွေကအကြံပတ်သမားတွေရဲ့ရွှေလောက်ကွက်တွေကိုလည်းကျွန်တော်တို့ဒါရှင်းလင်းနိုင်မှုလို့တယ် ဲ့လိုပြီးရင်တော့ကျွန်တော်တို့ဒီလမ်းပိုင်းတွေပေါ့လမ်းပိုင်းတွေမှာရှိတဲ့အကြံဖတ်သမားတွေရဲ့ gate တွေကိုကျွန်တော်ရှင်းလင်းနိုင်ဖို့လိုတယ်။ဒါမှသာလေအကြံဖတ်သမားတွေရဲ့ဒီဝင်ငွေရလန်းကကျွန်တော်တို့တဖြည်းဖြည်းလျှော့နေသွားမှာဖြစ်ပါတယ်။ပြည်ပမီယာကိုအနေနဲ့ရကကြည့်ချွတ်အားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ။